နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမလာသစနေရဲ့ဘုဒ္ဓဟူးနေ့ ်သူဩဝါဒစာပထမဆုံးအခန်းကြီး၁၀နှင့်အငယ်၂၁မှ၂၆မျက်စိကတင့်ကုန်ကအလိုမရှိဘူးလက်ကိုမဆွေရထိုနည်းတူဥကောင်းကတင်တို့ကိုငါအလိုမရှိဘူးခြေတို့ကိုမဆွေရထိုမြမကအာနေဟန်ရှိသောအင်္ဂါတို့သည်တာ၍အသုံးဝင်ကြ၏အတရေနေဟန်ရှိသောအင်္ဂါတို့အားလည်းတာ၍အာကြည့်သောအတရေကိုပေတတ်၏ တင့်တယ်ခြင်းမရှိသော အင်္ဂါတို့သည်တာ၍ကြီးသော တင့်တယ်ခြင်းကို ခံရကြ၏တင့်တယ်လျက်ရှိသောအင်္ဂါတို့သည် အခြားသောတင့်တယ်ခြင်းကိုမလိုကြကိုခန္ဓာ၌အချင်းချင်း ကွဲပြားခြင်းမရှိဘဲအင်္ဂါများတို့သည် အချင်းချင်းသူ့ကိုကိုနှင့်အမျှတတိပြုစေခြင်းကဘုရားသခင်သည်ကိုခန္ဓာကိုမျှစေ၍ ယုတ်သောအင်္ဂါအာတာ၍များသောအတည်ရကိုဘေးတော်မူ၏တို့ဖြစ်၍အင်္ဂါတစ်ခုသည်ဆင်းရဲခြင်းကို ခံရလျင်အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏အင်္ဂါတစ်ခုသည်ကြီးမြောက်ခြင်းကို ခံရလျင် အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏ ယ်ခန္ဓာ၌အချင်းချင်း क्वे ပြားခြင်းမရှိဘဲအင်္ဂါများတို့သည် အချင်းချင်းသူ့ကိုကိုနှစ်အမျှတည်ပြုစီခြင်းကကိုရိန္သုဩဝါဒစာပထမဆုံးခန်းကြီး7ခန်းငယ်25စင်ကိုကူညီသူများတညသောအခါတွင်စင်သားငယ်လေးတကောင်ရေတွင်းထဲပြုတ်ကျနေကြကញ្ញာနိုင်ငံစင်ပေးမဲ့တောစခန်းသို့ဖုံးဝင်လာသည်စိတ်ပြက်ဖွယ်အော်တယ်များဖုံးလွှမ်းနေသည့်ညအမောင်တူထဲသို့ ကဲဇေယီအဖွဲ့တို့ချင်းနှင်းဝင်ရောက်စဉ်ခွေးအများ၏ကြိုက်ဖြတ်မှုကြောင့်စင်နမောင်းသုံးပုံနှစ်ပုံပြတ်သွားသည့်စင်ကလေးကိုသူတို့တွေ့ရှိခဲ့သည် ထိုစင်သားငယ်လေးကို လုံခြုံသောစခန်းသို့တည်ဆောင်လာပြီး၎င်းအားတစ်ခုခုပြတ်တောက်နေသောဟုအတိတ်ပဲရသည့် long uro ဟူသောအမည်ဖြင့်မဲ့ခေါ်လိုက်သည် သူသည်နမောင်းသုံးပုံတစ်ပုံကိုသာပိုင်ဆိုင်တော်လေကုသမှုကိုခံယူပြီးနောက်ကျမ်းမာလာသောအခါ ထိုစခန်းတွင်ရှိအခြားသောဆင်များ၏နှွေးထွေးကြည်ဖြူမှုကိုရရှိခဲ့သည်ဆင်များသည် မွေးရပါပင်ကိုဗီဇအရာအချင်းချင်းကို လိုအပ်ကြသည့်အတွက်သူတို့သည်တစ်ကောင်နှင့်တစ်ကောင် ကူညီဖေးမကြပါသည်ခရစ်တော်၏ကိုခန္ဓာတွင်ကျွန်ုပ်တို့သည်တဦးနှင့်တဦးအချင်းချင်းကိုကူညီမဆရရန်လိုအပ်ကြောင်းရှင်ပေါလုကကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး7တွင်မိမောင်းထိုးပြထားသည် ကိုခန္ဓာတစ်ခုကောင်းစွာလှုပ်ရှားလင်ပဲ့ရင်အင်းငါတစ်ခုချင်းစီကိုလိုအပ်ခြင်းကြောင့်လူအားလုံး၌ရှိသောစုကျေစုအသီးသီးတို့ကို သူ၏လူတို့ကြိုးစိုးလက်ခံရန်ဖျားရှင်မြည်များအလိုရှိသည်ကိုဖော်ပြရန်ရှင်ဘောလူကလူဤကိုခန္ဓာနှင့်အင်းကအသီးသီးဖြင့်တင်စားခိုင်းနိုင်ခဲ့သည်မတူညီကွဲပြားကြတော့လေညီညွတ်မှုကိုတိဆောက်နိုင်သည်ကိုရှင်ဘောလူကရှင်းပြကတင့်တယ်လျက်ရှိသောအင်းငါတို့သည် အခြားသောတင့်တယ်ခြင်းကိုမလိုကြကိုခန္ဓာ၌အချင်းချင်း क्वे ပြားခြင်းမရှိဘဲအင်္ဂါများတို့သည်အချင်းချင်းသူ့ကို ကိုနှင့်အမျှတတိပြုစေခြင်းက ဖရာသခင်သည် ကိုခန္ဓာကိုမျှစေ၍ရုပ်တော်အင်္ဂါအားတာ၍များသောအတရီကို ပေးတော်မူ၏ဟု ရေးသားခဲ့သည် အာနေသည်ဖြစ်စေခွန်အားပြေဝသည်ဖြစ်စေလပနေသည်ဖြစ်စေတာမန်မျှတာဖြစ်စေ တဦးနှင့်တဦးကိုညီရိုင်းပင်ကြပါစို့ဆင်များနီးတူ လူသားများသည်လည်းတဦးနှင့်တဦးလိုအပ်ကြပါသည်ညီဒီချင်းကဖရာသခင်၏မိသားစုထံမှတင်အကူအညီရခဲ့သည်နီး အခြားသောယုံကြည်သူများအားအကူအညီပေးရန်ယနေ့သင်ပါလှုပ်ဆောင်နေပြီ။အဖဖျားသခင်ခရစ်တော်ဤခန္ဓာကိုယ်တွင်ရှိသောအဖွဲ့ဝင်တဦးချင်းစီ၏အရေးပါတန်ဖိုးရှိမှုကိုကျွန်ုပ်သိရှိနားလည်စေရန်ကုညီမဆတော်မူပါ။ကျွန်ုပ်တို့သည်အတူတကွခိုင်ခန့်စီမိအကြောင်းမြည်သို့ကုညီရမည်။မြည်သို့အကူအညီလက်ခံရမည်ကိုကျွန်ုပ်အားပြသတော်မူပါ။ သခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏အာမင်နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားတကိန်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်နိုင်ကြပါစေ။